အပီးပြန်ပေးပါဖေယျလူပြိုတယောက်က အပြိုတယောက်ကိုစနှောက်ပြီးချဲပေါက်မှခေါတီးအောင်မယ်လို့ပြောတာဟာ အကုသို့များလားနဲလားဖေယျတဲ့အရှင်ဖေယျစွမ်းဟင်း ချက်လူလို့အဆက်အဟက်မီးလို့ရပါတလားဖေယျတပည့်တော်ကို ရှင်းပြပေးပါဖေယျတဲ့ ဗိမ္ပိဒါရမင်းကြီးရဲ့ဆွေမျိုးတွေဟာဘဝတစ်ခုမှာတုန်းကဖះရနဲ့တန်ဃာတော်များဖုံးပေးမိစွမ်းကိုဖះရနဲ့တန်ဃာတော်များမဖုံးပေးရသေးခင်ဦးဦးဖျားဖျားစားတောက်ခဲ့တဲ့အတွက်ပြိတာဖြစ်ကြရပါတယ်အဲ့ဒီတာရကကိုထောက်ဆပြီးတော့တချို့ကတန်ဃာတော်များမဖုံးပေးရသေးခင်ဦးဦးဖျားဖျားမမီကောင်းဘူးလို့ပြောဆိုနေကြပါတယ်မဟုတ်ပါဘူးဗိမ္ပိဒါရမင်းကြီးရဲ့ဆွေမျိုးတွေဟာအပေါ့အငံမြည်ခြင်းမျိုးမဟုတ်ပဲအဝစားတောက်ကြတာကြောင့် သိတာဖြစ်ရခြင်းဖြစ်ပါတယ်။မြတ်စွာဘုရားကစေတနာကိုကံလို့ဟောပါတယ်။မိမိကကစားအရတာခံလို့တဲ့စေတနာနဲ့ညီခြင်းမျိုးမဟုတ်ပဲတန်ဃာတော်များအရတာရှိရှိဖုံးပေးရပါစေဆိုတဲ့စေတနာနဲ့ညီညာဆိုရင်အပြစ်မရှိပါဘူး။ညီကောင်းပါတယ်နော်။အာဘီပြန်ပေးပါဖေယား။ဂျူပြိုတယောက်ကအပြိုတယောက်ကိုစနောက်ပြီးချဲပေါက်မှခေါတီးအောင်မယ်လို့ပြောတာဟာအကုသို့များလားနဲလားဖေယားတဲ့ ူတွေဟာနှုတ်နဲ့ပတ်သက်ပြီးနှုတ်ကိုအကုသို့မဖြစ်အောင်ထိမ့်သိမ်းစောင့်ရှောက်နိုင်တဲ့လူငဲပါတယ်အဲ့ဒီလိုနှုတ်နဲ့ပတ်သက်ပြီးနှုတ်ကိုအကုသို့မဖြစ်အောင်ထိမ့်သိမ်းစောင့်ရှောက်နိုင်တဲ့လူငဲလို့လည်းပဲနှုတ်ကြောင့်တည်လက်ကြောင့်ကြည်ဆိုတဲ့အတိုင်းနှုတ်ကြောင့်ဒုက္ခရောက်ကြတဲ့လူတွေများစွာရှိပါတယ်ဥသိန်းတို့ကိုးကွယ်တဲ့မြတ်စွာဘုရားကနှုတ်နဲ့ပတ်သက်ပြီးရှောင်ရှားရမိဝစီဒုဒရိုက်၄ပါးဆိုတာကိုဟောကြားခဲ့ပါတယ်အဲ့ဒီဝစီဒုဒရိုက်၄ပါးကဘာတည်းလဲဆိုရင် တမုဒ္ဒဝါဒမဟုတ်မှန်သောစကားကိုပြောဆိုခြင်းနှစ်ပိတုနဝါစာကုံချောသောစကားကိုပြောဆိုခြင်းသုံးပရိသဝါစာကြံတန်းသောစကားကိုပြောဆိုခြင်းလေးတန်ဖတ်ပလာပဝါစာတင်ပြင်းသောစကားကိုပြောဆိုခြင်းတို့ပဲဖြစ်ပါတယ်သူတစ်ပါးသားသမီးကိုနှမချင်းမစာမနာချက်ပေါက်မှခေါ်တီးအောင်မယ်လို့ပြောတာဟာအဆိုပါဝစီဒုဒရိုက်လေးပါးတဲ့ကပရိသဝါစာကံဖြစ်တာကြောင့်အကုသို့များပါတယ် ဒါကြောင့်ဒီလိုစကားမျိုးတွေကိုမပြောမိကြပါစေနဲ့နော်မင်္ဂလာပါဖုံဖုံရှေးဦးစွာအခေါ်အဝေါ်လေးတွေမှားရင်ကြိုပြီးတောင်းပန်ပါတယ်ရှင်သမီးကခရိယံဘာသာရေးကျောင်းသူပါရှင်သမီးတို့လည်းမြတ်စွာဘုရားရှင်နဲ့ပတ်သက်ပြီးဘယ်လိုတွေတွင်တင်ကြောင်းလေ့လာရမှာပါရှင်အဲ့ဒီထဲမှာမှဗုဒ္ဓဘာသာတွေကဗေဒင်မေဗေဒင်ဟောလို့ရပါသလားဘုရားစွမ်းတော်ကပ်ပြီးရင်ပြန်စားလို့ရပါသလားသမီးတငယ်ချင်းရဲ့ဗုဒ္ဓဘာသာတငယ်ချင်းတွေကိုယ်တိုင်ကလည်း တဲတဲကွဲကွဲမပြောပြတတ်ကြလို့ဖြေပေးပါလားဖုန်ဖုန်တဲ့အရင်ဆုံးမြတ်စွာဘုရားကိုတော်တိုင်ကဗေဒင်ကိုလက်မခံတဲ့အတွက်ဗေဒင်သည်ဗုဒ္ဓဘာသာနဲ့မသက်ဆိုင်တာကြောင့်စစ်မှန်တဲ့ဗုဒ္ဓဘာသာဝင်မှန်ရင်ဗေဒင်မေးဗေဒင်ဟောလုပ်လို့မရပါဘူးเนาะဒါကြောင့်မြတ်စွာဘုရားကဗေဒင်ကိုလက်မခံဘူးဟုပြောရတာလဲဆိုရင်ဒီကနေ့ကတိလက်ခန္ဓာဝတ်တိဝိဇ္ဇတုံးမှာဗေဒင်နဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားကဝါတိထလူလင်ကို ်ချက်သားဝါသက်ထဗေဒင်သုံးပုံ၌ကိုးစားယုံကြည်ကြသော ပုံနာတို့သည်ဗေဒင်၌နင်းမြုပ်၍ပျက်စီးကြကုန်၏တန်လျက်ကိုရေထင်၍ကုခတ်ကြကုန်၏ထို့ကြောင့်ဗေဒင်ကိုအစာရေစာမရှိသော တောနတ်ကြီးဟူ၍၎င်းလူတို့၏ပျက်စီးရာပျက်စီးကြောင်းဟူ၍၎င်းဆိုအပ်ကုန်၏လို့ဟောကြားတော်မူထားပါသည်အဲ့ဒီလိုမြတ်စွာဘုရားကိုတော်တိုင်ကဟောကြားတော်မူထားတဲ့အတွက်ဗေဒင်ကိုမြတ်စွာဘုရားကလက်မခံဘူးဟုပြောရခြင်းဖြစ်ပါတယ် နောက်ပြီးဖျားဆွမ်းတော်ဆွမ်းစားတဲ့ကိစ္စဖျားဆွမ်းတော်ဟာလူတိုင်းဆွမ်းစားလို့ရပါတယ်သို့တော့ဒီတိုင်းဆွမ်းစားလို့တော့မရပါဘူးဘယ်လိုဆွမ်းစားရမလဲဆိုရင်ဖျားဝေယဝစ္စလုပ်ပြီးမှဆွမ်းစားရမယ်လို့အထာကထာက ရှင်းပြထားပါတယ်အဲ့ဒီလိုရှင်းပြထားတာဖြစ်တဲ့အတွက်ကြောင့်ဖျားဆွမ်းတော်ကိုဆွမ်းစားမယ်ဆိုရင်ဖျားဝေယဝစ္စလုပ်ပြီးမှဆွမ်းစားရမှာဖြစ်ပါတယ်နော်အရှင်ဖျားတိတော့တွေပဲအိုက်ကြည့်နေတာလားဖျားကြည့်လို့တွေ့တာလေ ပရိယတိသာသနာပရိပတိသာသနာပရိဝေဒသာသနာလေးတော့လုပ်ပါအောင်တဲ့ဦးသိန်းကမနက်9နာရီထိုးပြီဆိုရင်ဖျားဝတ်တက်ပါတယ်ပြီးတဲ့အခါမှာကမ္မထာအားထုတ်ပါတယ်ဖျားဝတ်တက်ကမ္မထာအားထုတ်ပြီးပြီဆိုရင်တပြည့်စည်းလဲ၍ဖျားဝေယဝတ်စလုပ်ပါတယ်တပြည့်စည်းလဲဖျားဝေယဝတ်စလုပ်ပြီးပြီဆိုရင်စာဖတ်ပါတယ်စာဖတ်ပြီးလို့10နာရီခွဲပြီဆိုရင်နေစွမ်းဖုံးပေးပါတယ်နေစွမ်းဖုံးပေးပြီးပြီဆိုရင် ဗုဒ္ဓအနုတ္တိကမ္မထံစီပြန်ပါတယ်ပြီးတဲ့အခါအွန်လိုင်းပေါ်မှာဘာသာရေးနဲ့ပတ်သက်တာတွေကိုလေ့လာကြည့်ရှုပါတယ်ဒကာဒကာမတွေကဘာသာရေးနဲ့ပတ်သက်တာတွေကိုမသိလို့မေးမြန်းလာပါကမိမိသိသလောက်ဖြေကြားပေးပါတယ်ညနေပိုင်းရောက်ပြီဆိုရင်တပည့်စီလှည့်၍ကျောင်းတန်ရှင်ရေလုပ်ပါတယ်ညပိုင်းရောက်ပြီဆိုရင်ဖျားရှိခိုး၍မေတ္တာကမ္မထံစီပြန်ပါတယ်အဲ့ဒါဥစဉ်ရဲ့တဏိတာအလုပ်ပါနော်အဲ့ဒါတွေကိုဦးစင်းကအွန်လိုင်းပေါ်မှာခြမပြတဲ့အခါကျတော့ဘယ်သူမှမသိကြဘူး ။ချပြစရာလည်းမလိုဘူးလေ။ကိုလုတ်တဲ့အလုပ်ကိုကိုသိနေဖို့ပဲလိုတယ်။ဟုတ်တယ်မလား။ဒါကြောင့်ဦးစင်းကမန့်ပိုင်ရှင်ထင်တယ်လို့မျိုးတဏီကုံတိတော့တွေပဲလိုက်ကြည့်နေပြီ။လေလွင့်နေတဲ့190 130မဟုတ်ဘူး။ကို့အလုံးနဲ့ကိုနော်။နောက်ပြီးပရိယတိပရိပတ်တိပရိဝေဒဆိုတာကိုလည်းပြောပါဦးမယ်။ပရိယတိဆိုတာပါလေ။ပရိပတ်တိဆိုတာပါလေ။ပရိဝေဒဆိုတာပါလေ။ပရိယတိဆိုတာစာပေသင်ကြားတရားဟောပြောခြင်း ပရိပတ်တိဆိုတာတရားအထုတ်ခြင်းပရိဝေဒဆိုတာကအဲ့ဒီပရိယပရိပတ်ကရလာတဲ့အကျိုးတရားကိုပြောတာနော်အခုဥစဉ် online ပေါ်မှာဘာသာရေးနဲ့ပတ်သက်ပြီးတော့မတိတာတွေကိုဟောပြောပြသပေးနေတာဖြေကြားပေးနေတာတွေဟာပရိယတ္တိလေအဲ့ဒါသာသနာပြုတာလို့ခေါ်တယ်နော်ပရိယတ္တိပရိပတ်တိပရိဝေဒလုပ်နေတဲ့ဘုန်းကြီးတစ်ပါးကိုပရိယပရိပတ်ပရိဝေဒလုပ်ပါအောင်ဆိုတော့ဥစဉ်ကဘာပြောရမှာတော့ဟွန်း ဒါကြောင့်မန်ပန်ရှင်ကိုတိုင်ကိုကပရိယတိပရိပတိပရိဝေထာရဲ့အထိပ္ပယ်ကိုမသိဘူးဖြစ်နေတယ်။အဲဥသိန်းကိုပြောကျင်တယ်ဆိုရင်မန်ပန်ရှင်အနေနဲ့အရင်ဆုံးပရိယတိပရိပတိပရိဝေထာရဲ့အထိပ္ပယ်ကိုသိအောင်လုပ်ပါလို့ပြောကျင်ပါတယ်နော်။အဲပြီးတော့မှဥသိန်းကိုလာပြီးတော့ပြောပြပါကျေးဇူးတင်ပါတယ်နော်။အရှင်ဖေရအကုသိုလ်ဝေကျွေးဟာတန္တရာဇဝိုင်းလူလဲနေပါတယ်ဖေရ။အကုသိုလ်ဝေကျွေးကို တဘောအထဲကြည်အေးနိုင်အောင် ပြုလုပ်နိုင်ပါသလားအရှင်ဖုရားတဲ့အကုသို့ဝိကျွေးဆိုတာတဘောအထဲနဲ့ကြည်အေးအောင်ဆက်လို့ရတဲ့အရာမဟုတ်ပါဘူးအကုသို့ဝိကျွေးကိုတဘောအထဲနဲ့ကြည်အေးအောင်ဆက်လို့ရမယ်ဆိုရင်ဖုရားရှင်ဟာ ပါရမီဖြည့်စင်ကာလမှာတည်းကအကုသို့ဝိကျွေးကို ကြည်အေးအောင်ဆက်ခဲ့မှာပါဖုရားဖြစ်တဲ့အထိပါလာမှာမဟုတ်ပါဘူးအကုသို့ဝိကျွေးဖြစ်ရတဲ့အကြောင်းရင်းဟာ ံကြောင့်ဖြစ်ပါတယ်။ကံကလည်းပဲကိလေသာကြောင့်ဖြစ်ပါတယ်။ကိလေသာရှိနေသေးတဲ့၍ကံရှိနေအောင်မှဖြစ်ပြီးကံရှိနေသေးတဲ့၍ဝိကျွေးရှိနေအောင်မှဖြစ်ပါတယ်။ဒါကြောင့်ဝိကျွေးကိုကြည်အေးစေခြင်းတည်းဆိုရင်ဖြင့်ကိလေသာကိုတေအောင်တက်ယုံမှတပါတခြားမရှိဘူးလို့မှတ်သားထားရမှာပဲဖြစ်ပါတယ်။ရှင်ဖေရမိန်ကလေးတွေကိုဝန်ရှိနေရင်တိလရှင်ဝတ်လို့ရပါသလား ရာတပံမဟုတ်ပါဘူးဖေယအလှရှင်ပြူပွဲမှာခနာတဖြုတ်ဝတ်มาပါဖေယတဲ့ဖေယရှင်လက်ထက်တော်အခါကအိမ်ထောင်ကြပြီးတဲ့အမျိုးသမီးတဦးဟာလူပေါင်းလူလောကမှာမပြောတဲ့အတွက်ခင်ပွန်းဖြစ်သူထံခွင့်ပန်ပြီးသာသနာဘောင်ထဲမှာဘိက္ခုနီမဝတ်ခဲ့ပါတယ်သာသနာဘောင်ထဲရောက်တဲ့အခါမှာလူဘဝကပါလာတဲ့ကိုဝန်ဟာထင်ရှားဖြစ်ပေါ်လာပါတယ်အဲ့ဒီအကြောင်းအရာကိုဖះရှင်တည်တော်မူတဲ့အခါမှာ အများတန်တရာကင်းရှင်းစေဖို့အတွက်လူဘဝတုန်းကပါလာတဲ့ကိုဝန်လားသာသနာဖောင်တဲ့ရောက်မှ ဖြစ်တဲ့ကိုဝန်လားဆိုတာကိုစစ်ဆေးခိုင်းပါတယ်စစ်ဆေးကြည့်လိုက်တဲ့အခါမှာလူဘဝတုန်းကပါလာတဲ့ကိုဝန်ဖြစ်နေတယ်ဆိုတာကိုသိရပါတယ်အဲ့ဒီအခါမှာဖယားရှင်ကအဲ့ဒီဘိက္ခုနေမကို လူထုတ်မပစ်ဖဲဆက်လက်ပြီးဘိက္ခုနေမဝိခွင့်ပေးတော်မူခဲ့ပါတယ်လူဘဝမှာတဲ့ကကိုဝန်ပါလာတဲ့ဘိက္ခုနေမကိုလူထုတ်မပစ်ဖဲ ဆက်လက်ပြီးဘိက္ခုနီမဝိခွင့်ပေးသေးရင်တိလရှင်တွေဆိုတာဟာဘိက္ခုနီမတွေလိုတိမ်ဝင်ပြီးသိခါဗုဒ္ဓေများစွာ ဆောင်ထင်းရတဲ့သူတွေမဟုတ်တဲ့အတွက် ကိုဝန်တဲ့အမျိုးသမီးများအနေဖြင့်တိလရှင်ဝတ်မယ်ဆိုရင်ဝတ်လို့ရနိုင်ပါတယ်။သို့တော်လည်းပဲအစဉ်အလာတော့မရှိဘူးဆိုတာကိုမှတ်သားထားရမှာဖြစ်ပါတယ်။